Hello မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မီးသွေးကဲနဲ့ဆန္ဒကူတုံးဆိုတဲ့ပုံမြင်လေးဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစင်းလေးဖြစ်လောက်ပြီလို့ထင်တယ်နော်အဲဒီတော့ပုံမြင်လေးဆက်လိုက်ကြမေးမီးသွေးကဲနဲ့ဆန္ဒကူတုံး တခါတော့ကပညာရှိတယောက်ရှိတယ်လူများစွာကိုဉာဏ်ပညာရရှိဖို့သင်ကြားပေးနေတဲ့သူပေါ့ပညာရှိကြီးအိုမင်းမဆွမ်းဖြစ်လာတဲ့တည့်ရက်မှာသူမသိဆုံးခင်တားဖြစ်သူကိုအရေးကြီးဆုံးသင်ခန်းစာတစ်ခုကိုပြောပြချင်နေခဲ့တယ်ဒီလိုနဲ့တားဖြစ်သူကိုစကားပြောဆရာရှိတယ်ဆိုပြီးခေါ်လိုက်တယ်ပညာရှိကြီးကခုလိုဆိုတယ်ငါတာမင်းဘွားအတွက်အရေးကြီးဆုံးတဲ့အတွေးခေါ်တစ်ခုအဖေပေးခဲ့မယ်။တာဖြစ်သူက ခုလိုဆိုတယ်။ဘလို့အတွေးခေါ်မျိုးလဲဖေဖေ ပညာရှိကြီးကခုလိုဆိုတယ်။ဒီအတွေးခေါ်ကိုပေးဖို့အတွက်ဖေဖေကိုအခုချက်ချင်းထင်းမိတွေ့ခဲ့တဲ့တုန်းနဲ့ဆန္ဒကူးနန္တာတသားတုံးတွားယူခဲ့ချီကွယ်ဒီလိုနဲ့တဖြစ်သူဟာဖခင်ခိုင်းတဲ့အတိုင်းပဲတွားယူပေးလေတယ်ပထမဆုံးစပိုးဆောင်ကိုတွားပြီးမိတွေ့ခဲ့တဲ့တုန်းကိုနှိုက်ခဲ့တယ်မိတွေ့ခဲ့တွေကပေါ်ပါတယ်ရှားတာကဆန္ဒကူးသားပေါ့ကံကောင်းခြင်းတော့သူတို့ခြံဝင်းထဲမှာဆန္ဒကူးပင်ရှိနေတယ်ဆန္ဒကူးဆိုတာ နန္ဒဖြူနန္ဒနီတို့လိုတင်မွေးပေါ့စန္ဒကူသားတစ်ခုကို ချိုးဖဲ့ပြီးယူလာလိုက်တယ်ဖခင်ဖြစ်သူကသူ့ရှိမှယူလာတာတွေကို တွေ့တဲ့အခါပညာရှိကြီးကခုလိုဆိုတယ်ယူလာတဲ့မိသွေးခင်းနဲ့စန္ဒကူသားတို့ကိုဒီမှာပဲချလိုက်ပါတားဖြစ်သူကလည်းချပေးလိုက်တာပေါ့ပြီးတာနဲ့လစေးဖို့ဆိုပြီးပြန်ထွက်သွားဖို့ပြင်တယ်အဲ့ဒီခါဖခင်ကခဏနေပါအောင်ဆိုပြီးတားရဲ့လက်တွေကိုပြခိုင်းတယ် မိသွေးခဲကိုကင်လာတဲ့လက်မှာမိသွေးမှုန်တွေ ပြတွေပေးချနေတယ်။ဆန္ဒကူသားကိုကင်လာတဲ့လက်ကိုတော့ဖခင်ကနန်းချီခိုင်းတယ်။တာဖြစ်သူကမွေးပါတယ်ဖေဖေ။ပညာရှိကြီးကခုလိုဆက်ပြီးပြောတယ်။ဒါရင်မင်းသွေးရဲ့မဟုတ်လား။မိသွေးကိုကင်လာတဲ့လက်ကမိသွေးမရှိတော့တာတောင် သူ့ရဲ့အမုံအမွှားတွေကကြံခဲ့တယ်ကွယ်။တမွေးကိုကင်တဲ့လက်ဟာလဲတမွေးကိုလှုပ်ချလိုက်ပေမဲ့အမွှေးနှံ့ဆွဲပြီးကြံခဲ့တယ်။ မကောင်းတဲ့အမှုအကျင့်မကောင်းတဲ့စိတ်ထားရှိလူတွေနဲ့ပေါင်းတင်တဲ့အခါသူတို့နဲ့ပေါင်းတင်ချိန်မှာလဲမကောင်းတဲ့အကျိုးတွေရသလိုသူတို့နဲ့မပေါင်းတင်တဲ့အချိန်မှာတောင်မကောင်းတဲ့တရားမှုတွေကကြံခဲ့တယ်စိတ်ထားကောင်းသူတွေစင်နာတတ်သူတွေအပြုတ်မှုကောင်းရှိသူတွေနဲ့ပေါင်းတင်တဲ့အခါပေါင်းတဲ့ချိန်မှာပင် ကောင်းချိုးကိုရရှိခံစားရသလိုသူတို့နဲ့ခွက်ခွာချိန်မှာတောင်ကိုယ့်အတွက်ကောင်းတဲ့ရလက်တွေကြံခဲ့တယ်။ဒါတွေကိုမှတ်သားထားပါ ဒီလိုမျိုးလက်တွေ့ရှင်းပြလိုက်တဲ့အခါသားဟာဖခင်ပညာရှိဆိုလိုတာကိုကောင်းမွန်စွာနားလည်သွားပြီးလိမ့်နာပါမယ်လို့ဂတိပြုလိုက်ပါတော့တယ်။ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့လေတဆချိုင်းလေးတို့လည်းတငယ်ချင်းမိတ်ဆွေရွေးချယ်ပေါင်းတင်ရမှာအသိဉာဏ်ပညာရှိသူကိုညင်တက်ပြီးကိုချင်းတရားကောင်းသူစိတ်ထားမြင့်မြတ်သူကိုဂယုတဆိုင်ရွေးချယ်ပေါင်းတင်ရမှာဖြစ်တယ်လို့မိမိကိုယ်တိုင်ကလည်းအသိဉာဏ်ပညာရှိသူ ကိုညီတက်ပြီးကိုချင်းတရားကောင်းသူစိတ်ထားမြင့်မြတ်သူဖြစ်အောင်ကြင်ကြံအားထုတ်ကြရမှာဖြစ်ပေတယ်။အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းဒီပုံမြင်လေးစီကနေသင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့လှပတဲ့ဆက်ဆိုင်လေးတွေဖြစ်လာကြပါစေလို့မမနွေဦးကနေဆုမကောင်းတောင်းလိုက်ပါတယ်နော်။ အဲ့တော့နောက်ဗီဒီယိုတွေမှာစိတ်ဝင်စားစရာကောင်းတဲ့အသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသက်တွေနဲ့ပြန်ဆောင်ကြမယ်နော်တတ်တာ